င်္ဂလာပါရှင်ချင်းလင်း channel သတင်းဌာနမှဖြစ်နေကြဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ10ရက်နေ့ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့နိုင်ငံရေးလမ်းပြမေပုံရေးဆွေရေးဆိုင်ရာ အလို့ယုံဆွေးနွေးပွဲကျင်းပပြုလုပ်ကြောင်းရင်းမြို့နယ်ရှိခမာယ343တည်ရင်မှထွက်လာသော စစ်သားများကိုရေးဘလူအဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်သားခုနှစ်ဦးသေဆုံးပြီး15ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိကြောင်းကမ်ဘလူနဲ့ ECU တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးလက်နက်၄နဲ့တင်စီရရှိကြောင်းမြန်မာနိုင်ငံထေးဝင်နဲ့ဘယ်ဂျန်သတင်းထုတ်တူမီဇိုရမ်မှာဖမ်းဆီးခံရကြောင်းနဲ့ မနီပူမှာကူကီးစုံဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များက နိုင်ညှင်းလို့တအူးတည်ဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းလို့ပဲဖြစ်ပါရရှင်။နိုင်ငံရေးလမ်းပြမေပုံရေးဆွေးရေးဆိုင်ရာအလုံယုံဆွေးနွေးပွဲကျင်းပပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ချင်းလန်းကောင်စင်မှဂျီမှုချင်းပါကချင်းလန်းနိုင်ငံရေလမ်းပြမေပုံရေဆွေရင်ဆိုင်ရာအလုံယုံဆွေနွေပွေကို2025ခုနှစ်မတ်လ9ရက်နေ့နဲ့10ရက်နေ့ချင်းလုံမြို့တွင်ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါဆွေနွေပွေတွင်ချင်းလန်းကောင်စင်အဖွဲ့ဝင်အဖွဲ့အစည်းများချင်းလန်းကောင်စင်မှမန္တိုင်း3ရက်မှဒါဝင်ရှိပုတ်ကိုများစုစုပေါင်း60ကျော်ဖြင့်ဒိုလှန်ရေးအစိုးရ Revolutionary Government နဲ့ Bottom Up Federalism Council ဖြင့်ဆလိုက်လင်လျန် Nation and State Building Council ဖြင့်ဆလိုက်ဂျေဝစ်ထောင်မှဇာတန်များ တင်ပြဆွေးနွေးကြပြီးရှေ့လုပ်ငန်းစဉ်များကိုလည်းချက်မှတ်ဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။ရီးမြုံနေရှိခမာယ343တရရင်မှထွက်လာသောစစ်သားများကိုရီးဘလူအဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီး15ဦးထပ်မံထိခိုက်ဒဏ်ရာရရှိတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ မွန်ပီနေရီမြုပ်နေရှိခမာယာ343တရင်မှထွက်လာသောအဂျမ်ဖက်စစ်ကောင်စီများကိုရေးဘလူအဖွဲ့ကတိုက်ခိုက်ခဲ့ရာအဂျမ်ဖက်စစ်သား9ဦးသေဆုံးပြီး15ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။2025ခုနှစ်မတ်လ9ရက်နေ့နန်းနက်ပိုင်းတွင်ခမာယာ343တရင်မှထွက်လာသောအဂျမ်ဖက်စစ်ကောင်စီတပ်သားများသည့်တောင်စွန်းရွာထိပ်တွင် အစစ်အစဲပြုတ်လုပြီးနောက်ရေးဘလူအဖွဲ့ကပိတ်ဆို့ထားတဲ့နေရာကိုထက်မှန်ဝင်ရောက်လာခြင်းကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကစတက်ဘက်မှအထိနာပြီးဝါချောင်းအရုတောင်ဘက်ကိုတက်ပြန်ဆုတ်သွားပြီးညနေပိုင်းတွင်ရေးဘလူအဖွဲ့ကဝါချောင်းအရုတောင်ထိတွားရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာစတက်ဘက်မှထိခိုက်ဒေဆုံးမှုများပြားခဲ့တယ်လို့ရေးဘလူအဖွဲ့ခေါင်းဆောင်ကပြောဆိုထားပါတယ်။ ရေဘလူးအဖွဲ့ခေါင်းဆောင်ကဒီနေ့နဲ့နဲ့9နာရီဝန်းကျင်လောက်ရှိမယ်။သူတို့ကခမာရ343တည်ရင်ကနေအယောက်60နီးပါးလောက်လက်နက်ကြီးလက်နက်ငယ်တွေရောသူတို့ကတောင်စွန်းရထိပ်မှာအစစ်အစေးနေနေပါပါပြုလုပ်ပြီးတော့ကျွန်တော်တို့ပိတ်ထားတဲ့နေမြေခြေသူတို့နေနေလဲကြော်ဝင်လာခဲ့ပါတယ်။ဒေသခံတွေပြောပြချက်အရကျွန်တော်တို့တွေကလည်းပြန်ပြီးလိုက်တိုက်တာ ပြန်လိုက်တိုက်တော့သူတို့တွေကတက်ပြန်ဆောက်သွားတယ်။ညနေ9:00နာရီဝန်းကျင်လောက်မှာသူတို့ပထမဆုံးရောက်တဲ့အစစ်ဆေးလုပ်တဲ့နေရာကနေပြန်လိုက်ပိတ်ပြီးတိုက်ခိုက်ခဲ့တဲ့အခါကျတော့ဝါချောင်းပုံးကြီးချောင်းကိုတက်အကုန်ပြန်ဆောက်သွားတဲ့အချိန်ကျွန်တော်တို့အောက်ဘက်ကနေနေရာရတဲ့အချိန်ဖြစ်တာသူတို့ဘက်ခြမ်းအပြုံလိုက်လေတယ်။ သူတို့ဘက်ခြမ်းကကြက်ဆုံမှုခနှစ်ဦးကတော့တေချာတယ်။တရားရရှိတာကတော့15ဦးအထက်ရှိတယ်။ပေါင်နေရလို့ရန်ကုန်ခေတ်သစ်တရင်ဌာနတို့အတိပြုပြောဆိုထားပါတယ်။တိတ်ပွေးဖြစ်ပွားပြီးနောက်အကြံဖက်စစ်သားများဒီစစ်သားမတားအလောင်းများနဲ့တရားရစစ်သားများကိုဆွေးထုတ်၍ရေးဆေးရုံတို့ပူဆောင်ခဲ့ပြီးရေးဘလူးအဖွဲ့ဝင်များအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ကမ်ဘလူနယ်ရီစစ်ကျူတွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးလက်နက်လေးလက်တင်စီရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမရှင်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်တွင်အကြံဖက်စစ်တပ်ထောက်ပို့စစ်ကြောင်းကိုကြက်ဖြတ်တိုက်ခိုက်ခဲ့ရာ2ဦးသေဆုံးပြီး တနက်လေးနဲ့တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။2025ခုနှစ်မတ်လ9ရက်နေ့နာနဲ့9နာရီခန့်တွင်စပယ်နဲ့တာယွာအနောက်ဘက်ရှိနမိုင်ပုတ်တွင်အကြံဖက်စစ်တပ်ရဲ့ထောက်ပုစစ်ကြောင်းကိုတပ်ရင်း၃နဲ့စစ်ကြောင်း၃မှတိုလှန်ရေးပေါ်များကကြပ်ဆက်တက်ခိတ်ခဲ့ရာအကြံဖက်စစ်တပ်ဘက်မှပြူစောတီတဦးတေဆုံးပြီးလက်နက်လေးနဲ့တင်စီရရှိခဲ့တယ်လို့ KBLP သူကကွေတက်မတော်တက်ရင်တော့ကဆိုပါရယ် အလားတူမကွေးတိုင်းရေစကြူမြို့နယ်နဲ့စကိုင်းတိုင်းမြောင်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာစစ်တပ်မှ၄ဦးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။မတ်လ9ရက်နေ့ရေစကြူမြို့နယ်ဇလက်နီရွာကိုမိရှုဖြတ်စည်းခဲ့သောအကြံဖက်စစ်ကောင်စီတပ်သားများနဲ့ဒေါ်လိုင်းရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်ကောင်စီ၄ဦးသေဆုံးပြီးစစ်သား၄ဦးရဲ့မသားအလောင်းများကို စစ်ကောင်စီတပ်သားများကပြန်လည်ဆွေးယူသွားကအကြံဖက်စစ်တပ်ဘက်မှ drone ပြန့်ဖြင့်ပုံကျဲတက်ခဲ့ခဲ့တော့လဲတော်လှန်ကြီးရဲပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်မြန်မာနိုင်ငံထဲဝင်လာတဲ့ဗယ်ဂျန်သတင်းထုတ်တူမီဇိုရမ်မှာဖမ်းဆီးခံရတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မြန်မာနိုင်ငံထဲကိုဝင်ရောက်ခဲ့တဲ့ဗယ်ဂျန်နိုင်ငံသားတပ်ပုံ သတင်းထုတ်တူကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာဂျီဆန်နဲ့အတူမီဇိုရမ်မြို့တော်လန်ကွေးလေဆိပ်မှာဖန်ဆီးခံခဲ့ရတယ်လို့ The Times of India ကဖော်ပြထားပါတယ်။ဘယ်ဂျန်နိုင်ငံသားတပ်ပုံသတင်းထုတ်ဖြစ်တဲ့ Simon Clementi ကိုမီဇိုရမ်ပြည်နယ်မြို့တော် Aizol မြို့လန်ကွေးလေဆိပ်မှာ AK47G အလွတ်နှစ်တောင်းနဲ့အတူဖန်ဆီးခံခဲ့ရတာဖြစ်ပြီးမတ်လ9ရက်နေ့မှာမီဇိုရမ်ကနေထွက်ခွာဖို့လုပ်နေစဉ်လေဆိပ်စစ်ဆေးရေးဂိတ်မှာ ပုံမှန်စစ်ဆေးမှုခံယူနေစဉ်အတွင်းသူ့စီကနေကြီးစက်နှစ်တောင်ကို တွေ့ရှိခဲ့တာကြောင့်ယခုလိုဖမ်းဆီးထားတာဖြစ်တယ်လို့ဆိုင်ရန်ရေးစခန်းတာဝန်ရှိသူကဆိုပါတယ်ဆိုင်မွန်ကလမန်တေကိုလက်နက်အုပ်ပတေပုံမှန်25တိခခွဲအရာ ပောက်ကွဲစေတတ်သောပစ္စည်းတည်ဆောင်မှုဖြင့်အမှုဖွင့်ထားသလိုဆက်လက်ဆောင်ရွက်မှုများပြုလုပ်ရာခွင့်ပြုချက်မရဘဲမြန်မာနိုင်ငံထေဝင်ရောက်တာကိုတွေးရှိခဲ့တာကြောင့်နိုင်ငံခြားသားများအဥပရေ14နဲ့လေးအမှုဖွင့်ထားပြီးမတ်လ10ရက်နေ့မှာဖမ်းဆီးခံရတဲ့ Simon Clemente ကို Izo မြို့တရားရုံးကိုထုတ်ခဲ့ပြီးနောက်တရားရုံးကချုံနောင်ရန်အမြင့်ချမှတ်ထားတာကြောင့်လက်ရှိမှာဘ ഹു အကျဉ်းထောင်ကိုပို့ဆောင်ထားတယ်လို့သိရှိရပါတယ်သူဟာ journalism Fund Europe မှကမ္ဘာတဝန်းရှိပြည်ပခန့်များနဲ့စစ်ပွဲတွေကြောင့်ထိခိုက်ခံရသူများကိုမှတ်တမ်းတင်ဖို့လွှတ်ထားတဲ့အလွတ်တန်းတပ်ပုံတရင်ထုတ်ဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မနီပူမှာကူကီးဇုံဆန္ဒပြသူများကိုလုံခြုံရေးတပ်ဖွဲ့များက နိုင်နှင်းလို့တဦးတည်ဆုံးပြီးအများအပြားထိခိုက်ကြံရရှိသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ ။အင်တာနိုင်ငံမီနီပေါ်မှာမတ်လရှိရနေ့ကဆန္ဒပြတဲ့ကူကီးစုံမျိုးနွေစုများကို လုံခြုံရေးတပ်ဖွဲ့များကအကြံဖက်နိုင်နှင်းလို့လူငယ်တအူးတည်ဆုံပြီးအမျိုးသမီး90ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။မီနီပေါ်မှာဖေဖော်ဝါရီလ23ရက်နေ့သမရတည်ရဲ့အုပ်ချုပ်တဲ့ဥပရေပြတ်ထန်ပြီးနောက်ဒီထေးရီဝန်ကြီးကလူမျိုးရေးပဋိပက္ခကြောင့်ပိတ်ဆို့ထားတဲ့အဝေးပြေးလက်မှတ်များကိုမတ်လရှိရနေ့က ပြန်လေးဖွင့်လှစ်ဖို့ကြေညာခဲ့တာကြောင့်ကုကီးစုံမျိုးနွေစုဖက်မှလက်မခံလို့ဆန္ဒပြရမှာလုံခြုံရေးတပ်ဖွဲ့ကအကြံဖက်နှိမ်နှင်းခဲ့တာဖြစ်ပါတယ်ပီထေးရင်ဝင်ကြီးကအဝေးပြည်လက်မှတ်ရေးပြန်ဖွင့်ဖို့ချိန်ရခဲ့ပြီးနောက်မတ်လရှိရနေ့မနေ့မှာ ပြည်နေမြို့တော်အင်ဖာမြို့ကနေကုကီးစုံမျိုးနွေစုများနေထိုင်တဲ့နေမျိုးကိုလုံချုံရေးတဖွဲ့ဝင်များအဆောင်အချက်နဲ့ခရီးတင်မပါတဲ့ဘတ်စကာတစီ ဝင်ရောက်လာတဲ့ဘတ်စကာအားကုကီးစုံလူထုကပိတ်ဆို့ဟန်တာခေရာမှာစူပူမှုဖြစ်ပွားကလုံချုံရေးတဖွဲ့များကမဲ့ယူယူပုံရာဘာကြီးဂျီအစ်များနဲ့အကြံဖက်ပြစ်ခတ်နိုင်နေခေလို့ကုလယ်ကူးထောင်မှာလုံချုံရေးတဖွဲ့ဝင်များရဲ့ကြီးထိမှန်လို့တည်ဆုံသွားပြီးအမျိုးသမီး90ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကုကီးစုံလူမှုအဖွဲ့အစည်းများကပြောဆိုထားပါတယ်။တစ်ဖက်မှာလည်းငင်းချန်ရေးပုံဆောင်တဲ့အနေနဲ့ကတဲလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Federation of Civil Societies FOCS ဦးဆောင်မှုနဲ့မတ်လရှိရနေ့နဲ့ကအင်ဖာမြူကနေကုကီးစုံများနေထိုင်တဲ့ဒေသများကိုခြေတက်ရေးကမ်ပိန်းပြုလုပ်ခဲ့လို့လုံခြုံရေးတပ်ဖွဲ့များကတားမြစ်ခဲ့တာလို့ဆိုပါတယ်။ မနီပူမှာ2023ခုနှစ်မေလ3ရက်နေ့ကစတင်ခဲ့တဲ့ကုကီးစုံအင်အားစုနဲ့ ကတင်းအင်အားစုနှစ်ခုကြားပြိပခါဖြစ်ပွားခဲ့ပြီးနောက်နေမေတီချားစီနေထိုင်ခဲ့ကြတာဖြစ်ပြီးကူကီးဇိုအင်အားစုများကဗဟုအစိုးရထံတောင်းဆိုထားတဲ့တီချားကိုပိုင်အုပ်ချုပ်ရေးကိုမလက်ရုံမချင်းလွတ်လပ်စွာသွာလာခွင့်ကိုလက်ခံမီမဟုတ်ပဲကတင်းမျိုးနွယ်စုများကိုလည်းကူကီးဇိုဒေတာမှာသွာလာခွင့်ပြုမှာမဟုတ်ဘူးလို့ကူကီးဇိုလူမှုအဖွဲ့အစည်းကကြေညာချက်ထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင် ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြက်လောက်နဲ့ပေးရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ငြိမ်နိုင်ကြပါစေရှင်။